အားလုံးပဲမင်္ဂလာများဖြိုးကြီး channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါနိုင်ငံကျော်နုပညာရှင်တယောက်လည်းဖြစ်စီးပွားရေးလောကမှာအောင်မြင်တဲ့သူတယောက်လည်းဖြစ်တယ်မဆမိုင်းကြိုးပြထားတဲ့သူ့ဘဝရဲ့အတွေ့အကြုံအကြောင်းလေးပေါ့နော်ကျွန်တော်နဲ့အတူ reaction လေးလုပ်သွားခြင်းပါတယ်အားလုံးပဲဒီကြည့်လိုက်ကြရအောင်ဒီကခက်ခဲကြီးကြိုးစားခဲ့ရတယ်သူတပြက်ပိုင်းတော့ငငယ်လေးနဲ့အိမ်အောင်ကြာခဲ့ရတယ်နော်ပိုင်းတော့ရှင်ငငယ်လေးနဲ့အိမ်အောင်ကြာဆပိုးနေမှာလေက ိုပဲရှိပြီးသမီးလေးကိုမေးခဲ့တာဆိုတော့အဲပြောမှဆိုပေါ်ငငယ်ရဲအဲ့တော့ကြာတယ်ဆိုတော့ဒီသူများနိုင်ငံမှာဖြစ်တဲ့အားပို့ပြီးတော့သင်ရတဲ့ပတ်ကိုခံရတယ်เนาะအာထမင်းလည်းမဟုတ်ရဲအာတနေကုန်လည်းဟိုအလုံးလုံးပူရဲအာနိုင်ပေါင်းများစွာအလုံးလုံးပူရဲအာ14နိုင်15နိုင် security လောက်ရတာလေမတည့်ရပြီးတော့လောက်ရတယ်မိုးရွာရင်လည်းအဲကိုကလောက်ပူရဲမိုးရွာတဲ့မှာလည်းရက်ပူရဲမိုးရွာချက်ကတ်တောင်းအောင်အင်းလေးလို့ပြောအောင်ရှက်လို့ ပြောရဲလို့ဘိုးဆိုရဲနဲ့ဆိုလို့ဆိုတော့အဲ့နားလေးပါမတက်ရပြီး security လောက်ရတယ်။သူများရဲ့လာလမ်းပစ္စည်းတွေကိုဖျဲစစ်တာပဲ။အဆောင်လို့ပါနော်။ကိုရဲကအွဲတွေမှာအဆောင်လို့ပါ။အဲ့တော့ကိုကအခုလိုမျိုးအဆင်ပြေလာတဲ့အချိန်မှာလူတွေကဘာသူတို့အရင်အဆင်ပြေလာတယ်သူတို့အရင်ချမ်းသာလာတယ်လို့ပြော။ဟိုကျမတို့ကဘဝကိုတုံ့ရအောင်စတာ။သူများရဲ့လူမျိုးတော့လောက်ကတော့စတာမျိုးပေါ့နော်။တကယ်တော့အောက်ခြေကစတာဆိုတဲ့ကြောင့်ကိုက အဆန်တန်ဖို့လို့ပို့ပြီးတော့တာဒါမှမဟုတ်ဆိုမှာ charity ဘာဖြစ်လို့လုပ်လဲဆိုတော့အဲ့ဒါပေါ့နော်ကိုကကိုမရှိခဲ့တော့ကလည်းဟိုဘလို့ခံစားရတယ်ဆိုတော့ကိုပဲသိတယ်ကိုထမင်းငတ်ခဲ့တော့ကထမင်းငတ်ရတဲ့ဖြစ်ရမှာလို့ကိုပဲသူကရဲ့ပြည့်စုံကြောင်းလေးတွေကိုပြောပြသွားတာဘူးဘူးသားရားလိမ့်မယ်လို့ထင်ပါတယ်လို့လက်ကြည့်သေးတဲ့တယောက်ချင်းတွေတိုင်းရန်ကျေးဇူးတင်ပါတယ်။ညနောက်ဒီရိုးတွေမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်နော်။